။ဤဇွန်လ9ရက်နေ့ထိပဲမိုးကကြီးမှဖြစ်တဲ့အတွက်မနေ့တုန်းကလောက်ဤကြီးရှံမှုကြောက်စရာမလိုဘူးလို့မလို့သားပညာရှင်ဦးနိုင်အပါဝင်တခြားသောပညာရှင်တတော်များများကခံမှန်းထားကြပါမည်။အခုမြစ်ကြီးနားဤကြီးမှုကမနေ့တုန်းကထက်နစ်မြုပ်မှုတွေဖြစ်ပေါ်နေပြီးတော့ပြည်သူပေါင်းထောင်ချီဒုက္ခတွေရောက်နေပြီးအဲ့ဒီမှာရှိတဲ့စပေးရှောင်းစခန်း၅ခုကျော်ကလည်းအကုန်လုံးနစ်မြုပ်သွားခဲ့ပြီးတော့ကဲဆေးရေးတော်မလုံးမလောက်ဖြစ်နေတယ်လို့ကြားသိရပါရဲ့ ပြည်သူများခမအသေးချာနားထောင်ပြီးပါအခုချိန်မှာမြန်မာနိုင်ငံအပါဝင်အိန္ဒိယနိုင်ငံမြန်မာနိုင်ငံနဲ့တရုတ်နယ်စပ်ကြီးတာများနိုင်ဂျီးရီးယားနိုင်ငံတွေမှာရည်ကြီးမှုအကြီးကြီးဖြစ်ပေါ်နေပြီးတော့ပြည်သူပေါင်းများစွာသေဆုံးမှုတွေဖြစ်ပေါ်နေပါရီမြန်မာနိုင်ငံမှာတော့ဘင်္ဂလားပင်လယ်အပေါ်မှာဖြစ်ပေါ်ခဲ့တဲ့လီပီအန်နေရှင်ဝန်ကြောင့်ပြီးရခိုင်ပြည်နယ်စကိုင်းတိုင်းအောက်ပိုင်းကချင်ပြည်နယ်မွေးတိုင်းမြောက်ပိုင်းမန္တလေးမွေးဆက်ဆက်နေပြီး မန္တလေးတိုင်းအလဲပိုင်းဒေသတချို့အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာကျွန်တော်တို့မုံပြင်းနေတို့မှာမိုးကြီးမှုနဲ့တူရေကြီးမှုတွေဖြစ်ပေါ်နေကြောင်းကြားသိရပါတယ်အဲ့ဒီတဲမှာမှာအေရဝတီမြေဟာ 2K မြစ်တက်လာပြီးတော့ကချင်ပြည်နယ်မှာရေကြီးမှုတွေအကြီးကျယ်ဖြစ်ပေါ်နေပြီးတော့ပြည်ထောင်ထောင်ပေါင်းများစွာအသက်အိုးအိမ်နောက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်ဒီနေ့မှာတော့မိုးစလာဌာနကလည်းကချင်ပြည်နယ်မြေကြီးနာမြို့မှာအေရဝတီမြေဟာဆိုရင်အပတ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်း အသည့်လင်းကိုကြီးညာထားပြီဖြစ်ပါတယ်။ဒီနေ့ဇွန်လနေ့နေ့နာနဲ့6နာရီတိုင်းတာချက်များရရေမှတ်1105စင်တီမီတာဆိုရင်မှတ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းကြီးညာထားတာကိုလေးတွေ့ရပါတယ်။ဒီနေ့ရေတွေကနေတွေပိုများပြီးတော့ထက်ဆိုးတာကတောင်ကြချောင်းကြီးတွေကမိနစ်3ကတည်းကပိုမိုပြီးတော့ကြဆင်းနေတာဖြစ်တဲ့အတွက်မိနစ်3ကရေကြီးမှုထက်ဒီနေ့ရေကြီးမှုကဆိုးရတယ်ဆိုပြီးတော့ဒေသခံတယောက်ကအရှင်းပြလာတာကိုလေးတွေ့ရပါတယ်။တချို့က မလဝတပညာရှင်တချို့ရဲ့ပြောကြားချက်နဲ့ညီဒီနေ့ရည်ကြီးမှုကမနေ့တော့ရည်ကြီးမှုလောက်ထက်ထိเนาะကြီးနိုင်မှာမဟုတ်ဘူးလို့ပြောကြတာကိုနားယောင်ပြီးတော့ကျိုးတင်ပြင်ဆင်မှုတွေမလုပ်ဆောင်ပဲနေခဲ့ကြတာနောက်ဆုံးမှာတော့ဘာမှမယူလိုက်ရပဲနဲ့ထွက်ပြေးရမှုတွေအသက်မသေးရင်ပြီးရောဆိုတဲ့အနေထားနဲ့ထွက်ပြေးသိမ်းရှောင်မှုတွေအများကြီးเนาะလူရည်ထောင်နေကြီးအခုလိုမျိုးခြေနေနေရှိနေကြောင်းလည်းသိရပါတယ်ဆိုတော့အပြည်သူတွေလုံးဝမပေါ်ဆကြပါနဲ့အခုချိန်မှာစိုးရိမ်မှတ်ချက်ကိုနှလက်မလောက် တတ်သွားပြီဖြစ်ပါတယ် နောက်ထပ်တစ်လက်မှလောက်နောက်နှစ်ရက်အတွင်းမှာတက်နိုင်တယ်လို့ပညာရှင်တွေကခန့်မှန်းထားတယ်။ကြိုတင်ပြင်ဆင်ကြပါ။ညည်ရီကားတဲ့တပီတူတိုင်းရက်ကွက်တဲ့ရေနှပီမြစ်ပါရဲတဲ့။အဓိကကတော့တဲ့ချောင်းရီတွေကနောက်ထပ်သင့်ကိုတူးစီတာပါတဲ့။အခုကပြည်သူပေါင်းထောင်ကြီးရက်တွေ့နေပါပြီတဲ့။ရှားပွေကစ်စီတွေကိုရှင်းတာမြင်တာရှိအောင်ပြင်ဆင်ထားဖို့လိုတယ်ဆိုပြီးတော့ဒေသခံပြည်သူတွေကအကြီးအကျယ်ပဲဒါအခုညီတောင်းထားတာကိုလည်းကျွန်တော်နေနေတွေ့ရပါရဲ့။ အေဟော်ဒီမြစ်ဖြားပိုင်းဒေသများဖြစ်တဲ့မိခအမေရိကမြစ်ဆိုရဒေသများဝူတာအိုခရဲအထွေမြို့နေများဒီယိုနေထိဆက်နေတဲ့ပန်းဝါဆိုလိုမြို့တို့အပါဝင်ကချင်လွတ်လိုက်ရတဲ့တပ်မတော် KIA အထင်းချုပ်ထားတဲ့မြို့နယ်တွေမှာလုံးဝဝေကြီးနှမြုံမှုတွေဖြစ်ပေါ်မှာဖြစ်ကြောင်းလေးသိရရင်ပြီးတော့ကချင်ပြည်နယ်တွင်နော်ချီပွေးဆွန်ဘရာဘုံဆိုလိုပန်းဝါဝူတာအိုမြို့မှာရည်ကြီးမှုတွေဒီထက်မကဖြစ်ပေါ်မှာဖြစ်တဲ့အတွက်ဒီလိုကူကတွေကထွက်ပြေးကြဖို့တော့ရည်ဝဲသတိပေးထားရည်ဒီတခါကျတော့ ဘူတာအိုရဲ့ဆွန်ဘရာဘွန်လိုင်းရဲ့ဝိုင်းမော်ချီပွဲလမ်းပိုင်းတို့မှာလည်းအကုန်လုံးနှိမ့်ညွန့်နေရဖြစ်တဲ့အတွက်အဖက်ပိုင်းကိုဒီသူတွေတော့ကားနဲ့မသွားကြပါနဲ့အခုလေမြောက်ဝတီမှာနော်ဒါတောင်ကျချောင်းရီကြောင့်ညီတွေလုံးဝအဆူဆူနေပြီးတော့ကာလာမတွေအလိုလိုနေပြူချနေတာဖြစ်တဲ့အတွက်ပြူပောင်းထောင်ပေါင်းများစွာအဘက် OA ဆုံရှုံမှုတွေကျပေါ်နေပါတယ်ပြည်သူများကြိုးစားကြပါမလို့သားတရင်ကိုစစမပြတ်နာဆုံကြပါမလို့သားပညာရှင်တွေခံမှန်းထားတဲ့အရာတွေကလေတကယ်လက်တွေ့ဖြစ်ပေါ်မှုနဲ့နော် ကွာချားချက်တွေရှိနိုင်တာဖြစ်တဲ့အတွက်เนาะကျွန်တော်တို့တို့ကလည်း application တွေကိုကြည့်ပြီးပဲအာအခြားသောနိုင်ငံတွေရဲ့မလို့သာဌာနတွေရဲ့ကြီးညာချက်တွေကိုကြည့်ကြည့်အားဖြစ်ပဲတန်လေခံမှန်ပေးထားဖြစ်တဲ့အတွက်လက်တွေ့နဲ့ကွာချားနိုင်ပါရဲ့เนาะဒါကြောင့်ဒီကလေးကြိုတင်ပြင်ဆင်မှုလို့လုံဆောင်ထားကြပါဗျာ